ကိုယ်မနာလိုတဲ့သူရှိလားဆိုတာအနေနဲ့ပတ်သက်ပြီးတော့ဖိုင်းပြီးလုပ်ပြီးမလုပ်ပေါ့နော်အဲ့တော့1 2တွေကရွေးပေးထားပါအဲ့တော့အစင်းသိပြပြီဆိုမှုပြောပြမယ်ပေါ့နော်နံပါတ်1သမားတွေကကိုယ်မနာလိုတဲ့သူရှိတယ် ။ဟေးတဲ့ကမနာလိုရလေးဆိုတော့ကိုယ့်ရဲ့အိမ်နီးနာချင်းတစ်ဖက်အားဖြင့်တငယ်ချင်းမိတ်ဆွေပြောမယ်ဆိုရင်တော့ကိုဘွားကဒီတိုင်းကြည့်လို့ရှိရင်ကိုကအာအရန်ချစ်စရာကောင်းတဲ့အရန်ခင်တဲ့အရန်ကောင်းတဲ့အဲကိုကအဲ့လိုမျိုးပုံစံနေထားနဲ့သူတို့ကလှုပ်ပင်မဲ့သူတို့ကအပေါ်ရန်ကြောတွေဖြစ်နေတာတကယ်တော့ကိုယ့်ရဲ့ပပတ်လေပုံစံနေထားတစ်ဖက်အားဖြင့်ကကိုကောင်းစားရဲဆိုလို့ရှိရင်လည်းဥပမာကိုကိုပေါ့နော်ဥပမာကိုအကြောင်းကိုသူတို့တခြားလူတွေပြပြလိုက်တယ်ပေါ့ဥပမာပေါ့နော် အဲ तू อ่ะတော်ရယ်เนาะအဲ့လိုမျိုးဆိုอืมတော်ရယ်ဆိုရင်မဲ့ तू อ่ะဘလို့ပါစသဖြင့်ပေါ့เนาะသူတို့ရဲ့စကလုံးသူတို့ရဲ့ပုံစံနေထားနေတယ်မှာကိုယ်နည်းနည်းလေးပုတ်ခတ်လိုက်ရမှာကျင့်တတ်တာမျိုးတိလားတပတ်အားဖြင့်ပေါ့เนาะကိုယ်တခုခုပြောလိုက်ရမှာသူတို့ပုံစံနေထားမှာစိတ်ပုံစံနေထားအဆင်ပြေရမှာစသဖြင့်ပေါ့เนาะဒါမျိုးလေးတွေဖြစ်တတ်တယ်အဲ့လိုလူတွေရှိတယ်ပြီးတော့ပုံစံအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်သူတို့ရဲ့မျက်နှာပုံစံတွေကနည်းနည်းပေါ့เนาะအဲ့လိုမျိုး ဟိုမျက်နှာဖောင်းဖောင်းပြည့်ပြည့်ပုံစံမျိုးပြင်မျက်စိတွေမှေးတဲ့ပုံစံမျိုးမျက်ရည်တွေမပါတဲ့ပုံစံမျိုးနည်းနည်းအရက်ပူတဲ့ပုံစံမျိုးခန္ဓာကိုယ်ဆိုလို့ရှိရင်ဟိုဘာလို့နည်းနည်းဝါးတဲ့တွေမှာပါတယ်အဲ့လိုမျိုးလေးတွေဖြစ်ပေါ်တတ်တယ်။နောက်ဆုံးရုပ်စာအစုံကိုယ်နဲ့အသက်အရွယ်ကွာဟာတဲ့ difference ပုံစံတွေဒါရှိတဲ့သူကတောင်မှကိုယ်လိုက်လိုက်ကြည့်ပြီးတော့အဲ့လိုစိတ်ပြိုင်ခြင်းတဲ့သဘောမျိုးစသဖြင့်ဒါမျိုးလေးဖြစ်တတ်တယ်။အဲ့တော့ number 1သမားတွေအနေနဲ့ကကိုကသုတ်ကောင်းလို့မချောက်ကိုကဘသူ့မဆိုအတိုင်းတာနေပဲသွားမယ်ကိုကတော့ဒါပျော်ခြင်းလို့တနည်းအားဖြင့်ကိုကတော့ တို့ပေါ်စေနာရှိလို့လုပ်ပြလိုက်တဲ့ຢာရီယာပြန်ပြီးတော့ကိုကန်တက်တယ်နော်အဲ့လိုသဘောမျိုးနေထားရှိတတ်တာဖြစ်တဲ့အတွက်အမှန်ရိုင်းမခံချင်းရင်အားလုံးကို limit လေးနဲ့သာသွားပါလို့ပြောချင်ပါတယ်နော်ဒါတော့ one အတွက်ဖြစ်ပါတယ်အဲ့တော့ချူးလေးတွေစပြောပေးမယ်။ချူးပုံစံသဘောရချည်ကမှာချူးကမနာလိုတဲ့သူပုံစံနေထားကိုကြည့်တဲ့အခါမှာကိုယ့်ရဲ့တငယ်ချင်းအရင်းနေတွေကဖြစ်တတ်တယ်။ ဲ့လို social media ပေါ်က friends ပုံစံအနေထားရကတော့40%လောက်ပဲပါတယ်အဲကျန်တာကတော့ကိုယ့်ရဲ့ငယ်တငယ်ချင်းတို့တနည်းအားဖြင့်ပေါ့နော်ကိုယ်နဲ့တွဲသွားတွေ့လာအလုပ်ဖို့ကင်ပဲအဲ့လိုပုံစံနေထားတဲ့မှာကိုယ့်ရဲ့ရှားပိုင်ခွင့်တွေယူတတ်တယ်နောက်ဆုံးကိုကသဘောကောင်းပြီသူတို့အတွက်ကိုကိုကလှုပ်ပေးလိုက်တယ်အဲကိုကအမခံလိုက်တယ်ပြီးရင်သူတို့ကတလွဲကြီးလှုပ်တယ်ကိုကမျက်နှာပြည့်ရတယ်စသဖြင့်ဒါမျိုးလေးဖြစ်တတ်တယ် ဲ့တော့ကိုမကောင်းစားဘူးတို့မဟုတ်ကိုခက်ခဲနေအာဟုတ်လားတကယ်ချင်းတို့မဟုတ်အာဟုတ်လားဘသူရေးဘဲဝါရေးစသဖြင့်အဲ့လိုမျိုးလုပ်ပေမဲ့တကယ်တမ်းအရေးကြီးလာလို့ရှိရင်ကိုနဲ့ပတ်သက်ပြီးတော့သူကပေါ့နော်လှုပ်ပေးခြင်းနဲ့စိတ်ထက်တစ်ဖက်မှာဘာကြီးလှုပ်လဲဆိုတော့ အဲ့လိုကြိတ်ပြီးတော့ဝမ်းတာနေရမျိုးလေးတွေပေါ့နော်ဒါမျိုးလေးရှိတတ်တယ်။နောက်ဆုံးရုပ်စွာအစုံဟိုဒီ fine tool တွေအားကြောက်လေးဒီလားကိုချစ်တဲ့သူကို crush တဲ့သူတွေကတော့ဘလုံးပေါ့နော်ဟိုသူတို့ကအဲ့လိုသူတို့လှုပ်ပြနေရရင်ကောင်းတာကိုကတခုခုသူတို့ထက်တာဝါတယ်တော်ဝါတယ်ဆိုရင်သူတို့ကစိတ်ထဲမှာအဲ့လိုမျိုးဟိုပေါ့နော်နည်းနည်းလေးကွာနားလည်းမပေးနိုင်တဲ့ပုံစံမျိုးသူတို့ကိုသူတို့တိမ်ငယ်စိတ် ဝင်တဲ့အရာမျိုးတွေနဲ့ခနဲ့တာတော့ခံရတတ်တယ်အဲ့ဒါ true သမားကြီးပေါ့နော်အဲ့တူကကိုကဘေးရပဲလှုပ်လှုပ်စစ်မှန်ခြင်းပုံစံအနေထားဖြစ်ဖို့အတွက်ကိုတိုးဝဲချင်းနဲ့သွားပြီးတော့လူတွေကိုလေးလာခြင်းအပြင်တော့ပို့ပြီးကောင်းမှုအဆင်ပြေပါလိမ့်မယ်လို့ပြောချင်ပါတယ်ဒါတော့ဒီနေ့လှုပ်ပြီးသွားတဲ့ဖိုင်းလေးဖြစ်တဲ့အတွက်အဆင်ပြေပါစေပြီးတော့တစ်ဖက်မှာလည်းပေါ့နော်ဒါကံကောင်းခြင်းတွေကိုလည်းပိုင်ဆိုင်ပါစေလို့မုံအနေနဲ့ဆုတောင်းပေးပါရစေ။ဘယ်ရာဘလို့ပဲဖြစ်နေပါစေကိုကဘယ်တော့မှကိုကိုကိုပေါ့နော်အဲ့လိုမျိုး ဦးစားပေးမှုတွေမှာမလျှော်နိုင်နဲ့เนาะအဲ့တော့စေတနာကို limit လေးနဲ့ထားပြီးဆက်ဆိုင်ခြင်းအဖြစ်အားလုံးစင်ပြီးချုံမှုကြပါစေလို့မောင်နေနဲ့ဆုတောင်းပေးပါတယ်အဆိုပဲပဲပါ